တော်လန်းကြပါတွေနဲ့မောင်စိမ့်ကြီးရှိခဲ့တယ်။တန်ကြက်တွေနဲ့မောင်စိမ့်ကြီးရှိခဲ့တယ်။ရှစ်လေးလုံးဒီအမြင့်စ်ပြည်သူဒီမိုကရေစီတိုင်းလုံးထဲမှာဗျာဆရာတမ္မကနဲ့မောင်စိမ့်ကြီးရှိခဲ့တယ်။နှလုံးယောဂာနဲ့ရုပ်တရက်ကွဲလွန်ခဲ့ရတဲ့ဗဒောက်ပွင့်တဲ့မဂဇင်းရဲ့အဲဒီရာရှုပ်ကဗျာဆရာကြီးမောင်စိန်းညီဇာပနာ ခန်းနာကတော့စာပေအင်အားစုတွေနဲ့တူကဗျာရှိပြိသက်တွေကလိုက်ပါပို့ဆောင်ခဲ့ကြပါပြီ။စာပေနုပညာရှင်မျိုးဆက်သစ်တွေကိုအမြဲတမ်းကြိုဆိုခဲ့သူတယောက် လူလောကကြီးတွေကလည်းနှုတ်မဆက်ပဲထွက်ခွာသွားပြီမို့စာပေအမှုပညာရှင်တွေအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပါလို့စာရေးဆရာမမတ်တီတာဆန်းကြောင့်ကရင်ဖွင့်ခဲ့ပါတယ်နောက်ရှာမှုဒေါ်လာရေးကြပြာတွေကိုလည်းသူထုတ်ခဲ့တယ်မိတ်ဆက်ခဲ့တယ်နောက်ပိုင်းမှာလည်းလူငယ်ကြပြာဆရာတွေရဲ့ကြပြာသစ်တွေနေရာရအောင်လို့ပေါ့နော် Brown with this ဆိုတာကြပြာမဂ္ဂဇင်းမိပါပေါ့ဒီလိုမျိုးကြပြာတွေကိုအများစုအားနဲ့ခွန်နဲ့ပေါ်ထုတ်ထုတ်ခဲ့တယ်ပေါ့နောက်တစ်ခါဟိုကျောင်းဆန်းနဲ့ပတ်သက်ပြီးတော့သူက ဆိုင်ဆရာဟိုအောင်ဆန်းဆိုတဲ့စကလုံးလေးပေါ့အများစုမခေါ်လေးမရှိတဲ့စကလုံးလေးနဲ့စာအုပ်တအုပ်ထုတ်ခဲ့တယ်ပေါ့နော်အဲ့ဒီစာအုပ်ထုတ်တဲ့အချိန်မှာလေဒီစပစီစီရေးရှိနေစဉ်ကာလပေါ့ဒီလိုကာလအချိန်မျိုးမှာတော့မှရအောင်ပေါ့အဲ့ဒီအပြင်ကိုဗရောက်ကွန်းသစ်ကိုထုတ်ခဲ့တဲ့ကာလတွေတစ်လျှောက်လုံးမှာလည်းဟလာအကြောင်းအရာအလိုက်စုပြီးတော့တတ်နိုင်သလောက်စုံအောင်ပေါ့လေအာသွန်ခွန်ဆိုင်ဒီစာပေနဲ့ပတ်သက်လို့ရှိရင်တော့အင်မတန်မှအားကိုးရတဲ့ကြပြဆရာတယောက်ဖြစ်ပါတယ် တော်လန်ဟေးကဗျာစာပေတွေနဲ့လူငယ်တွေကိုနိုးကြားလာဖို့စစ်ခေါ်တန်းပေးခဲ့တဲ့ကဗျာဆရာကြီးမောင်စိန်ကြီးဟာရင်းရှဲရေးနဲ့လူခွင့်ရေးကိုတန်ဖိုးထားတတ်တဲ့လူတွေထဲကတယောက်လည်းဖြစ်ပါတယ်။ဒီဆရာကြီးတကကိုရောမိုင်းတို့နော်ကျွန်တော်တို့ဆရာကြီးတကုံတာယာတို့ဆရာစီရတို့နော်နော်ဆရာကြီးမလူဝဲတို့စသည်ဖြင့်ဆရာကြီးတွေရဲ့စာပေတွေကိုလေ့လာရမယ်။စီဘူးရမယ်။လူငယ်တိုင်းလုပ်ရမယ်အဲ့လို။အဲ့ဒီကနေမှတစ်ဆင့် စင်မွားပြီးကျွန်တော်ကသူတို့ရှာနီးယူပြီးတော့သူတို့ရဲ့ဟိုဟိုလမ်းပြခဲ့တဲ့လမ်းပေါ်နေတစ်ဆက်အကောင်းဆုံးလမ်းပေါ်ရှောက်နေအောင်ကြိုးစားပါဘောခစ်ပေါ်လိုက်ပေါ့လောကီတာယာအောင်လှပအောင်နှွေးထွေးအောင်ငိမ့်ညမ်းအောင်အကျိုးဆောင်နေတဲ့မှာတော့ပါမောက်ခတွေပညာရှင်တွေအဲ့လိုပဲပြောလို့ရတာပေါ့ဗျာ အဲ့တော့သူစုံညုံတဲ့အတွက်ဥတို့ဒီစာပေလောကတစ်ခုလုံးအတွက်အများကြီးနဲ့လာကွယ်လွန်ခြင်းအထိပေါ့လေလောကကောင်းရာကောင်းမှုတွေလုပ်သွားတဲ့အတွက်အကောင်းရာမွန်ရာနိဗ္ဗာန်ဘုံတစ်ခုခုကိုကြောက်မှာတည်ရတယ်လို့ပဲသူကယူဆပါကလောင်တန်တွေရဲ့ပိုင်ရှင်လဲဖြစ်ရန်ကုန်မှာမြူနီစပယ်အငိမ့်စားဝင်ထမ်းလဲဖြစ်ခဲ့တဲ့ဆရာကြီးမောင်စိမ့်ကြီးဟာဗျာဆရာများတက်မှတ်ကမှာလဲဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ဖေဖော်ဝါရီလ၁ရက်နေ့ကကွဲလွန်ခဲ့ပါတယ်။ဗရောက်ပွင့်တဲ့မဂ္ဂဇင်းတိုက်ကိုအောင်မြင်အောင်ရည်တည်ဦးစီးနိုင်ခဲ့ပြီးရင်းချေရေးမဂ္ဂဇင်းစာအုပ်ဟာသူ့အတွက်နောက်ဆုံးရေးသားခဲ့တာလည်းဖြစ်ပါတယ်။ရင်းချေရေးကိုသူကအတိအကျဦးစားပေးလုပ်တယ်။သူကအញ្ញံကိုစိတ်ထက်လေးပြင်ထန်ပါတယ်။သူအသက်58နှစ်ပေါ့။သူအသက်ဟိုတောက်ရှောင်းအထိကိုညူလဲသွားလိုက်ကျမ်းမှန်တယ်ဆိုင်လာတော်တော်နိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့သူအများကြီးဟိုပြုလုပ်ခဲ့တာအများကြီးဆောင်ရွက်ခဲ့တာအများကြီးပါပဲဟုတ် ဉာဏ်ကြီးကျွန်တော်လည်းမြင်ကြတာပဲအားလုံးမြင်ကြရတာပြည်သူအားလုံးမြင်ကြရတာအဲဒီမြင်ရင်လည်းဉာဏ်ကြီးရလည်းတည်တည်တဲ့အတိုင်းပဲကဘာပေါ်မှာအရှိဆုံးစစ်ပွဲကိုဆင်နွှဲနေတဲ့နိုင်ငံကြီးမြန်မာနိုင်ငံဖြစ်ပါသည်ဆိုတဲ့တရားလိုဖြစ်နေနော်အဲ့ဒီစစ်ပွဲတွေရဆဲပြီးတော့ဉာဏ်ကြီးရအောင်လုပ်ကြပါလမ်းစောက်ထင်းပြီးတဲ့လမ်းပြကျဲကြီးတူစုအဲ့တော့ဉာဏ်ကြီးရဖခင်ကြီးပါပဲ